target ဟာဘာအတွက်လောက်တာလဲဆိုတော့အောင်မြင်အောင်လုပ်ဖို့အတွက်က target ရေမှန်းချက်ဆိုတာကဘာလဲဆိုတော့မအောင်မြင်လဲပြဿနာမရှိအရှိမာနေ့ကိုဆွဲဆောင်နေရဲ့အားပေးနေရဲ့ဆိုတာရေမှန်းချက်ဥပမာအားဖြင့်老师ရဲ့ရေမှန်းချက်အိမ်မက်ပဲပြောလိုက်ရအောင်အိမ်မက်ကဘာကြီးလဲပမာပြီမှာရှိတဲ့ဘီတူလူထုမိသားစုတိုင်းမှာနေစရာလုံးလုံးဖြုံဖြုံရှိရမယ်အလုံးလုံးစရာပြပြွှ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 ွ အလကားအိတ်မဲ့ဟုတ်လားမဟုတ်ပါဘူးအမြဲတမ်းကောင်းထဲမှာထည့်ပြီးတော့တီတိုင်းကိုဆန်းတော့ထားပြီးတော့လှုပ်ဆောင်သွားတယ်ဒါအိတ်မဲ့ target ကဘာကြီးလဲဥပမာကုမ္ပဏီဘလို့ရောက်အောင်အတိုင်းသာလုပ်မလဲပရာဟိတဘလို့အတိုင်းသာလုပ်မလဲနေဖက်ရရှိတဲ့ပညာရေးပိုင်းကျောင်းပဏ္ဏချက်တိဆောက်မလဲဒါ target ဟုတ်လားမဟုတ်လားဟုတ်တယ်ပေါင်းမြင်နိုင်တယ်ဟုတ်လားမဟုတ်လားအဲ့ကြောင့်အိတ်မဲ့နဲ့ target ကလဆလို့ကဟာချက်ရှိရကြီးမားတဲ့အိတ်မဲ့နဲ့ target ကိုလဆလို့တိဆောက်တာ ဒါပထမတစ်ဆင့်အကြည့်ပြီးမှလည်းတားကက်မရှိခဲ့လို့ရှင်အောင်မြင်မှုရမှာမဟုတ်ဘူးမင်းတို့အောင်မြင်မှုကြီးကြီးရချင်တယ်ဆိုတော့ဒီမှန်ချက်တားကက်ကြီးထားဖို့ကြီးလေးလေးကောင်းလေးလေး first step